ငါသိသွားလို့ရှင်ငါပိုင်နာပါရှိလေနော်ငါယူသွားလို့ရတာပါရှိလေငါနောက်ကပါလာမှာပါရှိလေဟောဒီအချက်၃ချက်ကိုစဉ်းစားကြည့်ရအဲ့တော့မြတ်စွာဘုရားကရှင်းပြတယ်ဥဘောပုံဉ္စစပပင်စယံမစ္စောကုရုတိဣဒာလက်ရှိဘဝမှာတဲ့တရဝတ္တဥလူသားတဥဟာကောင်းတာလုပ်တယ်မကောင်းတာလုပ်တယ် ကုသလုပ်ငန်းတွေလုပ်တယ်မကောင်းတဲ့အလုပ်တွေလုပ်တယ်ကောင်းတဲ့အလုပ်တွေလုပ်တယ်အဲ့ဒီကိုလုပ်တဲ့လုပ်ရက်တွေပဲတန်ဟိတတသကံဟောတိတဲ့ကိုလုပ်ခဲ့တဲ့အလုပ်ဒီပဲလေဘာကြောင့်စဉ်းစားကြည့်ကိုလုပ်တာကုသလုပ်မယ်အကုသလုပ်မယ်ကိုယ့်ရင်ထဲမှာဖြစ်သွားပြီး စိတ်ကောင်းနှလုံးကောင်းထားရင်စိတ်ကောင်းနှလုံးကကိုယ့်ရင်ထဲမှာဖြစ်တယ်။ညစ်ပတ်တဲ့စိတ်ဓာတ်တွေမွေးရင်ညစ်ပတ်တဲ့စိတ်ကကိုယ့်ရင်ထဲမှာရှိတယ်။မကောင်းတာပြောတယ်မကောင်းတာလုပ်တယ်။ကောင်းတာပြောတယ်ကောင်းတာလုပ်တယ်။ဟောကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်ခုနကိုယ့်ရင်ထဲမှာဖြစ်ခဲ့တဲ့အလုပ်တွေဒီဘဝမှာမသိခင်လူတွေဟာနေစင်နဲ့အများလုပ်တယ်။စိတ်နဲ့ကြံတွေးတယ်နှုတ်နဲ့ပြောဆိုတယ်ကိုယ်ဒီလက်အောင်လုပ်တယ် အဲ့ဒီကိုယ့်ရဲ့လုံရကံဒီသာလင်တင်ကြီးတတသက္ကံဟောတိတဲ့အဲ့ဒါသူ့ရဲ့သူသူ့ပိုင်တဲ့အရာအဲ့ဒါပဲရှိအရဒီတရားမှာသူအိမ်ပိုင်တယ်လို့လည်းပြောကားပိုင်တယ်လို့လည်းပြောရွှေငွေစိန်ရှိရတနာတွေသူပိုင်တယ်လို့လည်းပြောနော်ပိုင်ဆိုင်မှုဆိုတာမျက်စိလေးနှလုံးမမိတ်ခင်မသိခင်လေးအတွင်းမှာကပိုင်ဆိုင်မှုတွေဆိုတာအကုန်ရှိတယ် တေလိုက်ထန်တဲ့ပြိုင်နဲ့အကုန်လုံးဘာမှပိုင်တော့အဲ့ဒီအချိန်မှာ तू ပိုင်တာလို့ဆိုလို့ရှိရင် तू လုတ်ခဲ့တဲ့လုတ်ရက်ပဲ तू ပိုင်တယ်ကောင်းတာလုတ်ရင်ကောင်းတယ်မကောင်းတာလုတ်ရင်မကောင်းဘူးအကောင်းဆုံးနှမျိုးလုတ်ရင်နှမျိုးလုံး तू ပိုင်နေပါအေးအဲ့ဒါဒီပဲလင်း तू ရဲ့ပိုင်ဆိုင်ရာဖြစ်ပြီးတင်စအာရာယကိစ္စတီအဲ့ဒါပဲဟိုဘွားယူသွားလို့ရမယ်နောက်ဆုံးမှာအဝတ်ကောင်းရင်တောင်ချွတ်ယူလိုက်သေးတာเนาะ လက်ဆွဆိုဘယ်သူမှစိုးမပေးလိုက်ဘူးချွတ်လိုက်မှာပဲတေချာစိတ်နဂါကြီးဆိုလည်းဖြုတ်လိုက်မှာပဲလေမသားနဲ့နဂါကြီးနဲ့မကောင်းဘူးဆိုဖြုတ်ယူလိုက်အောင်မှာအဲ့တော့သူပိုင်ဆိုင်မှုတွေအကုန်လုံးယူလိုက်ကြသူယူသွားလို့ရတာဘာရှိတော့လူမြင်လို့ရတာတကုတ်မှကိုမရှိဘာရှိတော့လို့ဆိုလို့ရှိရင် ူလုပ်ခဲ့တဲ့ကုသကံအာဟုသကံတွေပဲအဲ့ဒါဖြင့်သူနောက်လိုက်သွားတာချစ်လာပါတယ်ဆိုတော့မိဘဆွေမျိုးသားသမီးတွေလိုက်လာတာဘယ်သူမှမလိုက်ဘူးဇာတိကံတော့လိုက်ပို့ပြီးပြန်လှည့်လာမှာပဲဒါပဲခိုးဘက်တော့ပို့လိုက်မှာမဟုတ်ဘူးเนาะလိုက်ပို့ရတာလုံးမှာလိုက်မှာမဟုတ်ဘူးခေါ်လို့သူမှမလိုက်ဘူးအဲ့တော့တင်ဆက်တာအနုကံဟောတိ ဆာယဝအနပါယသူနဲ့ကပ်ပြီးတော့ပါနေမှာကတော့သူလုခဲ့တဲ့ကုသကံအကုသကံပဲတဲ့အဲ့ဒါပဲပါတော့ပရာဟိတကုသတွေလုပ်ရင်အဲ့ဒီကုသတွေကကိုယ်နဲ့ပါသွားမှာမကောင်းတဲ့အကုသတွေလုပ်ရင်မကောင်းတဲ့အကုသတွေကကိုယ်နဲ့တူပါလာမှာဒီလိုဆိုလို့ဆိုပါစို့ဒီဘဝမှာမူရစေဝါတွေသုံးတဲ့အရက်သေစာကြိုက် အဲ့ဒီမှာကောင်းမှုအကုသို့လောက်ရသည်တည်တဲ့အခါသူနဲ့အတူပါသွားတယ်ဒါကိုသူယူသွားရတယ်ယူသွားပြီးတော့အပင်ငယ်ရဲ့ရောက်သွားတဲ့အပင်ငယ်ကလွတ်ပြီးလူပြည့်ရောက်လာတဲ့အခါသူဘာဖြစ်တော့အယူအနှံဖြစ်တယ်သာမန်အကျိုးလေးနဲ့ပြောမယ်ဆိုအယူအနှံကြက်မပြည့်တဲ့လူလားဖြစ်လာအဲ့ဒါကရစက်ပဲဆိုးတဲ့ရစက်တွေကိုရရှိလာဒီလိုဆုတ်လို့ရပေါ့နော် တင်ဆက်တာအနုကံဟောတိဆာယဝနာပါယိနီကိုလို့တဲ့ကံသေးတာလဲအရိပ်ပမာကိုနဲ့မခွဲမခွာပါလာမှာဖြစ်တယ်ဆိုတာကိုအမြဲတမ်းနှလုံးသွင်းစင်ကြည့်ဖို့ပဲမြတ်စွာဘုရားကိုယ်တိုင်ကလည်းတပိတတ္တကမ္မတကသရဝမန္တမြကိုပိုင်ဥစ္စာဆိုတာကံတာပဲကျန်တာပိုင်ဆိုင်မှုတွေတခဏပဲတဲ့ အတိုင်းအတာတစ်ခုရှိတယ်။ထာဝရပိုင်ဆိုင်မှုတွေကံတားလင်ဖြစ်တယ်။တခဏပိုင်ဆိုင်မှုတွေကတော့ပြည့်နေတာ။ယံကမံဂရိတန္တိကလျာဏဝါပါပကံဝါတတကမ္မတထာတာဘောဟိတန္တိကောင်းတာလှုပ်လှုပ်မကောင်းတာလှုပ်လှုပ်ကုသိုလ်လှုပ်လှုပ်အကုသိုလ်လှုပ်လှုပ်လှုပ်သည်များတည်းရဲ့အကျိုးဆက် အမွေရဆက်ကိုဘယ်သူခံရတော့ဆိုလုတ်သူပဲခံရမယ်လို့သူဆိုတယ်အဲ့ဒါကိုမြတ်စွာဘုရားဟောကြားခြင်းဖြစ်တယ်အဲ့တော့ကိုယ်ကိုမိတ်ဆွေသဘောကိုယ့်ရဲ့မိတ်ဆွေဖြစ်တယ်ဆိုရင်လူ့ဘဝမှာအပြစ်ကင်းအောင်နေပါအပြစ်ကင်းအောင်တွေးပါเนาะကောင်းချီးချမ်းသာကိုဖြစ်စေနိုင်တယ်အများကိုအကျိုးပြုတဲ့အလုပ်ကိုလုပ်မယ်မိမိကိုယ်ကိုအကျိုးပြုတဲ့အလုပ်ကိုလုပ်မယ် အတ္တဟိတပရဟိတကိုယ်ကလည်းအကျိုးမပြုဘူးသူတော်ကလည်းအကျိုးမပြုဘူးဆိုတဲ့အကုသိုလ်လုပ်တွေကရှောင်းပဲဒီလိုဆိုလို့တော့ပေါ့ပြောတဲ့အခါမှာလည်းသူသူများကလည်းအကျိုးပြုတယ်ကိုယ်လည်းအကျိုးပြုတဲ့စကားမျိုးပြောမယ်လှုပ်လို့ရှိရင်လည်းကိုယ်လည်းအကျိုးပြုသူတော်ကလည်းအကျိုးပြုတဲ့အလုပ်မျိုးကိုပဲလုပ်မယ်လို့ဒါကြောင့်မြတ်စွာဘုရားတိုက်တွန်းတာ တတ္တမကရေယကလျာဏဒီလိုဘဝတစ်ခုဆုံးသက်သွားလို့ရှင်ကိုနဲ့အတူပါလာတာကံတာဖြစ်တော့ချောင်းတဲ့ကောင်းတာတွေလုပ်ပါဘဝမှာလူဘဝရရှိတဲ့အခိုက်ကလေးမှာတမိုးရှိမဲ့ကုသိုလ်အလုပ်တွေကိုလုပ်ပါနိစယံတံပရာယိကာ တမလုံးမောမှာကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေနိုင်တဲ့ကုသိုလ်အလုပ်တွေကိုလုပ်ပါလေ။ဘာကြောင့်ဒီလိုတိုက်တွန်းရတော့ဆိုပုံညာနိပရလောကသမိန်ပဋိဌာဟောတိပါနေတာ။ကုသိုလ်ကောင်းမှုဆိုတာပရလောကရောက်သွားလို့ရှိရင်ပြုလို့သူတရားတွေအတွက်အားကိုးစရာဖြစ်ပါလိမ့်မယ်။အဲ့ဒီအချိန်မှာအမေလည်းအာကိုအာမမဟုတ်ဘူးအဖေလည်းအာကိုအာမမဟုတ်ဘူးမိသားစုလည်းအာကိုအာမမဟုတ်ဘူး ကိုလုတ်တဲ့ကံတရားဒီတာလဲကိုယ့်ရဲ့အာကိုအာထာရ ဖြစ်တယ်လို့ဆိုတာဘုရားမြတ်စွာဘုရားအတိအင်းဟောကြားထားတာဒါဘုရားတာဝကအဖြစ်ခံယူကြတဲ့ဘုရားဘာသာဝင် သူတော်စင်တို့အဖို့မြတ်စွာဘုရားရဲ့ဆုံးမစကားပဲဖြစ်တယ်ဗောအဲ့ဒီဆုံးမစကားကိုမိမိတို့ကိုယ်တိုင်လိုက်နာကြတာဖြစ်တယ်အဲ့ဒီလိုက်နာမှအကျိုးဆိုတာပေါ်တာဖြစ်တယ်ယောဂဝေဒနာဖြစ်နေတဲ့ပုဂ္ဂိုလ်သည် စေပဆိုင်ရာတကြွနားလဲတဲ့တမတော်စီသွားရင်တမတော်ကတဲ့တဲ့အစာမတဲ့တဲ့အစာရှောင်ရမှနဲ့ဆောင်ရမှကိုပြောမယ်တောက်ရမယ့်စေကိုပေးမယ်စေမမှန်တော့ပြီးရှောင်ရမှတွေကိုရှောင်မယ်ဆောင်ရမှဆောင်မယ်ဆိုရင်ဒီလူနာဟာယောဂပြောင်းမှာပဲထို့တူပဲမြတ်စွာဘုရားရဲ့တပည့်တော်ကအဖြစ်ခံယူကြတဲ့ဘုရားဗတာဝင်သူတော်စင်တွေ မြတ်စွာဘုရားကဒါမကောင်းဘူးမလုပ်နဲ့ရှောင်းအာကုသမန္တမြရှောင်ရမယ်ကုသမန္တမြပြည့်စုံအောင်လုပ်ရမယ်လို့ကိုယ်စိတ်လေးကိုဖြူစင်အောင်ထားရမယ်လို့ဒီလိုဆုံးမဩဝါဒပေးတာကိုမိမိကိုယ်တိုင်ကအာကုသကိုရှောင်ကျင်ခြင်းကုသမန္တမြကိုယ်တဏ္ဍာမှာပြည့်စုံအောင်ကြိုးစားအထုတ်ခြင်းနဲ့စိတ်ဖြူစင်အောင်ထားခြင်းလို့ဆိုတဲ့အလုပ်တွေကိုကိုယ်ကိုယ်တိုင်လုပ်မှသာလျှင် ကောင်းကျိုးချမ်းသာဆိုတာတွေကိုရရှိမှာဖြစ်တယ်